ေးဇူးရှင်မနာကဆရာတော်ဖရာကြီးများဖရာဖရာတို့ရိုဤဓမ္မရန်တိမုဂုရတကျောင်းတိုက်ရန်ကုန်မြို့မှာရှင်နာမြတ်ဗုဒ္ဓပွင့်တော်မူခြင်း2633နှစ်ပြည့်ကဆုံလာပြည့်ဗုဒ္ဓနေ့အခမ်းအနားပထမအဦးဆုံးအကျင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်ဗျာအဲ့ပထမအဦးဆုံးသောအကျင့်ကျင်းပပြုလုပ်သည့်ပွင့်၌ဖရာတို့ရဲ့ မွေးနေ့မင်္ဂလာအမှန်တော့ဘုရားတပည့်တော်ရဲ့မွေးနေ့ဒီကဆုံလာပြီကျော်6ရက်ပါဗျာလာပြီနေ့နဲ့တွေ့ပြီးစီရင်အချင်းရဲ့အတိပ္ပယ်အဓိကတော့ရှင်တော်မြတ်ဘုရားအားပူဇော်ခြင်းကိုအဓိကထားပါသည်ဗျာဘုရားရှင်တော်မြတ်ဘုရားအားအမြတ်ဆုံးသောဓမ္မပြင်ပူဇော်ခြင်းဘုရားတပည့်တော်ရဲ့မွေးနေ့ဒီတာမင်ညပါဗျာအခုလောရှင်တော်မြတ်ဘုရားဤ ဝိနောမုချင်းအထိမ့်မပွဲမှာဘုရားတွေတော်ဓမ္မပြင်ပူဇော်ခွင့်ရခြင်းကျေးဇူးရှင်ဆရာတော်ဘုရားမြတ်အားဤကဲ့သို့အာမိတပူဇာဓမ္မပူဇော်ဖြင့်ပူဇော်ခွင့်ရခြင်းဤခန္ဓာတို့ပိဿောအသဖြင့်ကြာရောက်တော်မူကြကုန်သောကျေးဇူးတော်ရှင်ဘုရားတွေတော်ဤဥပိသေဆရာတော်ဘုရားမြတ်နှင့်တကားဘုရားတွေတော်တို့ဤမဂ္ဂဝိပဿနာတရားစဉ်လွန်ကန်းစဉ်ပြန်ပွားရင် သစ္စာတရားတော်ကြီးမြမမကကဘာအနှက်ကျေးဇူးတော်ရှင်မဟုတ်ဆရာပြားကြီးတရားတော်များဆရာပြားကြီးလွန်တော်မူပြီးတဲ့နောက်ပိုင်းနှစ်ပေါင်း60ကျော်သည့်အထိသာသနာတော်ကြီးအရှိကန်တည်တန်းလို့သစ္စာတရားတွေပြန်ပွားနေဒီမှာအဖွဲ့ချုပ်လူပညာရှိယဟန်ပညာရှိများဖြစ်ကြတဲ့အဖွဲ့ချုပ်မဟာနာယကဆရာတော်ပြားကြီးဦးဆောင် မဟာနိုင်ကဆရာတော်ဘုရားကြီးများဤဥဆောင်လမ်းညွှန်မှုနဲ့အတူလူပညာရှိသူတော်ကောင်းများရဲ့ပံပိုးကူညီဆောင်ရှောက်မှုတရားပညာများနဲ့ပေါင်းစပ်မှုကြောင့်သာသနာတော်ကြီးအရှိကန့်တည်တံ့တယ်လို့ဘုရားရှင်ကိုရမြတ်ကြီးဟောကြားတော်မူကတ္တိသစ္စာတရားတော်များကိုမြန်မာစကားမြန်မာနာနဲ့ပြည်ပြပြင်ခန္ဓာဉာဏ်ရောက်သဘောပေါက်အောင်ဟောပေါ်ညွှန်ပြဆုံးမပေးသနာတော်မူကတ္တိ ကျေးဇူးရှင်မောဂုဆရာပြာကြီးတရားတော်တွေမကွယ်ပသေးဒီမှာဘုရားတပည့်တော်တို့ရဲ့မကုတ်ဝိပဿနာတရားစဉ်နဲ့လွန်ကားစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးဤဂုံကျေးဇူးပင်ဖြစ်ပါသည်ဘုရားမကုတ်ဝိပဿနာတရားစဉ်နဲ့လွန်ကားစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးနှစ်ပေါင်းများစွာအခုလိုတည်တတ်နေရန်အတွက်မိမိတို့စွမ်းအားရှိသမျှကျေးဇူးရှင်ဆရာပြာကြီးများ အဖက်ဖက်ကနေပြီးတော့ဆောင်းလျှောက်ခြင်းပံပိုးခြင်းချီးမြှင့်ခြင်းနဲ့အတူဆရာပြားကြီးများရဲ့ဂုဏ်ကျေးဇူးကြောင့်ဖရာတပည့်တော်တို့ငယ်စဉ်တောင်ကြီးကလေးဘဝကတည်းကနေပြီးတော့တည်ယူလေးလာမှတ်သားမိခဲ့တဲ့သစ္စာတရားတွေဒီကနေ့တစဉ်ပြန်ပြီးတော့မှ ပြန်လဲကျေးဇူးဆက်ခွင့်ရသည်ဆိုဒီမှာကျေးဇူးရှင်မဟာနာယကဆရာတော်ဖရာကြီးများရဲ့ဂုဏ်ကျေးဇူး မဂ္ဂဝိပဿနာတရားစင်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးရဲ့ဂုဏ်ကျေးဇူးပဲဖြစ်ပါတယ်။အခုလောလောကအလယ်မှာအများအတွေ့တရားပြင်ကျေးဇူးဆက်ခွင်ရသည်မှလည်းပဲဖရာတပည့်တော်ဤငယ်ဆရာဒီဟိုဆရာတော်ဘုရားကြီးလက်ရှိကျောင်းမဆရာတော်ဘုရားကြီးဆရာတော်ဘုရားကြီးများဤတွင်တွင်ဆုံးမဩဝါဒကို ရရှိပြီးမှဘုရားတို့တော်ဤကဲ့သို့ဆောင်ရနိုင်ခြင်းဖြစ်ပါသည်ဘုရားတို့တဲ့ကြောင်းအခုလုံးရှင်တော်မြတ်ဗုဒ္ဓရဲ့ဤပွင့်တော်မူခြင်း2633နှစ်ပြည့်အထိမ်မှန်နဲ့ဘုရားတို့တော်ဤမွေးနေ့မင်္ဂလာအထိမ်မှန်မှာကျေးဇူးရှင်ဆရာဘုရားကြီးများအားအခုလုံးကြမ်းကြမ်းမှန်မှချမ်းချမ်းသာသာဖြင့်ဖူးတွေ့ခွင့်ရသည့်အတွက်ဘုရားတပည့်တော်နှင့်အတူတကွား ကြောက်ရောက်လာကြတဲ့ဓမ္မပရိသတ်ပေါင်းသူတော်ကောင်းအားလုံးကလည်းပဲ2500ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်လို့ဖရာတပည့်တော်ယုံကြည်ပါသည်ဖရာဤကဲ့သို့သောအခမ်းအနားဤဖြစ်ပေါ်လာအောင်လည်းပဲဖရာတပည့်တော်နဲ့သာသနာပြုခွင့်ညီရင်အကူပမာဖြစ်နေတဲ့အောင်သမารီပဲကန်ရှင်ဖြစ်သောဥအောင်ကနေပြီးတော့တပည့်တော်နဲ့ညီကိုလိုဖြစ်နေတော့ဆရာတော်ဆရာတော်ရဲ့ အခုလိုပူဇော်ပွဲမှာနောက်အနာဂတ်ဆိုတာဘာမှမသိရတဲ့အတွက်ကြောင့်တပြည့်တော်ညီကိုတွေဆရာတော်ဘုရားကြီးတွေကိုဆရာတော်ဘုရားရဲ့ငယ်ဆရာဥပဇေဆရာတော်ပြည့်တဲ့ကြောင့်မဲ့ဆရာတော်ဘုရားကြီးကိုနိုင်ငံတော်အကြီးအကဲဆရာတော်ဘုရားကြီးများနဲ့မဂ္ဂဥပဒနာအဖွဲ့ချုပ်ကြီးရဲ့မဟာနာယကဆရာတော်ဘုရားကြီးတွေတပြည့်တော်ပူဇော်ရရင်မကောင်းဘူးလားဖေဟာအိုးကောင်းလိုက်တာဦးအောင်ရဲ့အခုလိုမိကောင်းဆွေကောင်းအကြံကောင်းညံကောင်းပေးနိုင်တဲ့ပုံကုန်မျိုးတွေနဲ့နေရတာ တဲပြီးတော့ကုသိုလ်ကောင်းမှုဖြစ်တာဗောဓဂါကြီးရဲ့အဲ့ဒါဘုန်းကြီးကြိုးစားပါမယ်မရရအောင်ဆရာတော်ပြားကြီးတွေကိုပင်လျှောက်ပါမယ်အဲ့တော့ပထမရည်ရထားတဲ့အတိုင်းမာနာယကဆရာတော်ပြားကြီးများအားလုံးကိုဖျားပြီးတော့ရှောက်ထားခဲ့ပါတယ်ဗျာသို့တော့အချို့သောဆရာတော်ပြားကြီးတွေသာသနာရေးကိစ္စတွေနဲ့တရားစခန်းမှုတွေနဲ့တိုင်းနေလို့နေကိုရောက်နေတဲ့အတွက်ကြောက်ရောက်ချင်းမြောက်မှုမပြုတ်နိုင်ခြင်းဖြစ်ပါတယ်ဗျာ ကြောက်ရောက်ချင်းမြောက်နိုင်တဲ့ကျေးဇူးရှင်ဆရာဘုရားကြီးများရော ကြောက်ရောက်ချင်းမြောက်ခွင့်မရခဲ့တော့ကျေးဇူးရှင်ဆရာဘုရားကြီးများရောနောက်နှစ်ပေါင်းများစွာကာလတိုင်အောင်ဖရာရပြီတော်နဲ့တကောကမြန်မာနိုင်ငံအပါအဝင်ပြည်တွင်းပြည်ပတစ္ဆာဓမ္မလူလားကြတော့သူတော်ကောင်းများအားလုံးကိုဆရာဘုရားကြီးများဆက်လက်ပြီးတော့ချင်းမြောက်တော်မူပြပါဖရာစောင့်ရှောက်တော်မူပြပါဖရာ ဒီသရရှင်မဂုဆရာပြားကြီးရဲ့တစ္ဆာတရားတော်တွေကိုအရှိခန့်တည်တတ်ရင် အတွက် ဖရာတွေတော်တို့ငယ်ရွယ်သူများအပေါ်မှာလမ်းညွှန်မှု ပြုပေးတော်မူပါဗျာဖရာတွေတော်ငယ်ရွယ်သူတွေသာသနာပြုတဲ့နေရာမှာချွတ်ချော်တိမ်ပါခဲ့သည်ရှိတော်ကျေးဇူးရှင်ဆရာပြားကြီးများအနေနဲ့ညီရင်ကိုပမာသဘောထားပြီးသာသမီများမချာဖရာတွေတော်အားတွင်တင်ဆုံးမဩဝါဒပေးတော်မူနိုင်ရန်လဲ ဖရာတို့တော့ခြေတော်ဆုံးဥခတ်၍အနှံ့ပါသည်ဖရာဖရာတို့ညာနဲ့တကွဖရာတို့တော်ရဲ့သာသနာပြုလုပ်ငန်းမှာအာကျုံမှန်တဲ့ဆောင်ရွက်ပေးတော်မူကြကုန်သောဆောင်ရွက်ပေးလျက်ရှိကြကုန်သောကမ္မရဏာစရိယဓမ္မဂတိကကနဝါစကစာချဆိုင်ရာဆိုင်ရာတာဝန်ခံနိုင်ငံကဆရာတော်များဆိုင်ရာဆိုင်ရာကျောင်းတိုက်အသီးသီးရဲ့တိုက်အုပ်ဆရာတော်များအလုံးသောတန်ခအဖွဲ့အစည်းတန်ခအဖွဲ့အစည်းကပြော ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်ခဲ့လို့ဘုရားတပည့်တော်အင်းမြအတိသာသနာပြုနိုင်နေခြင်းပဲဖြစ်ပါတယ်ဘုရားဘုရားတပည့်တော်ဤတပည့်များအလည်းပဲဆရာတော်ဘုရားကြီးများရဲ့တပည့်များအဖြစ်ဘုရားတပည့်တော်အနှံပါတယ်ဘုရားဘုရားတပည့်တော်တို့ကိုပြောတာဆိုတာဟောတာနေတာထိုင်တာအစင်မတင်လို့များအမြင်မတော်ရင်ဘုရားတပည့်တော်တို့ကိုတာရင်ပမာထားပြီးတော့တွင်တင်ဆုံးမဩဝါဒပြတော်မူနိုင်ရန်ဘုရားတပည့်တော်ခြေတော်ဆုံးဥခတ်၍ ယုတ်သေးစွာရှောက်ထားပါသည်ဗျာဖရာတို့တော့တရားဟောတဲ့အမြဲတမ်းပရိသတ်တွေကိုအမြဲတမ်းတိုက်တွန်းခဲ့ပါတယ်မဂ္ဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ချုပ်ကြီးဟာမြန်မာပြည်ရင်မကကဘာမာပါအလွန်မတန်ကျေးဇူးကြီးမားတဲ့အဖွဲ့အစည်းတရားဖြစ်ပါတယ်လို့ဒါကြောင့်ဘုံဘုံရဲ့တက်တော်60ပြည့်မွနေ့မင်္ဂလာမှာကျေးဇူးရှင်ဥပ္ပဇေဆရာနေတိဟိဆရာမြတ်နဲ့တကွာကျေးဇူးရှင် မကုတ်ဥပဒနာတရားစင်နဲ့လုံခြုံရေးပြန်ပွားရေးအဖွဲ့ချုပ်မဟာနာယကဆရာတော်ဘုရားကြီးတို့ပြင်ပြီးတော့ဘုန်းကြီးအမြတ်ဆုံးသောဓမ္မနဲ့ပူဇော်မယ်ပူဇော်ခွင့်ရပြီဒါကြောင့်ဒုဒကာဓမ္မတွေလည်းပဲအလွန်မတန်ရှေးပုံရှိကံကြီးမားကြလို့ဒီလိုသူတော်ကောင်းကျေးဇူးရှင်ဆရာဘုရားကြီးများနဲ့တွေ့ကြခွင့်ရတာဖြစ်တဲ့အတွက်အချိန်ရှိကဲလွန်လာဆိုင်ပြီးတော့တရားပညာဥသိပြီးတော့ကျေးဇူးရှင်ဆရာဘုရားကြီးများအားဓမ္မနဲ့အာမိတဖြင့်ပေါင်းဆက်ကအကောင်းဆုံး ပူဇော်ကြပါစို့လို့ဘုရားတပည့်တော်လမ်းညွှန်မှုပြုခဲ့ပါတယ်ဘုရား၎င်းလမ်းညွှန်မှုနဲ့အတူဒီကနေ့ဘုရားတပည့်တော်နဲ့တကွာသာသနာပြုဖက်တပည့်တကာတော်များပေါင်းစုလျက်ကျေးဇူးကျင်ဆရာတော်ဘုရားကြီးများအားအခုလိုပူဇော်ခွင့်ရသည့်အတွက်အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လှပါသည်ဘုရားနောက်နောက်လည်းပဲဆရာတော်ဘုရားကြီးများ အခုလိုကြမ်းကြမ်းမမာချမ်းချမ်းသာသာဖြင့်ဘုရားတပည့်တော်နဲ့တကွာတော်တပည့်တကာတော်များအားဆောင်းလျှောက် ရှင်မြောက်ချင်းဖြင့်ဆောင်ရွက်တော်မူပေးထားနိုင်ပါရန်လည်းပဲဖရာတပည့်တော်ခြေတော်စုံဥခိုက်ယူသေးစွာရှောက်ထားအပ်ပါသည်ဆရာတော်မဟာနာယကကျေးဇူးရှင်ရှင်မြတ်တို့ဖရာသာဓုသာဓုသာဓု